ဝေဖန်သူတွေများနေပေမဲ့ခုချိပရာဟိတတွေကိုအပြုံးမပြတ်ဘဲလောက်ကိုင်းနေတဲ့ခိုင်နွေတယောက်ဆောင်မင်းသမီးကျူဖြစ်တဲ့ခိုင်နွေက1969ခုနှစ်မှာဆန်ရရုပ်ရှင်မှာဇက်ဆောင်မင်းသမီးအဖြစ်ပါဝင်တယောက်ဆောင်ခဲ့ပြီးလူသိများထင်ရှားလာကကျမကမဟေတီရုပ်ရှင်စကားကြည့်တူနိုင်မရတဲ့မြတ်တာဇလန်တွဲတွေနဲ့လည်းထင်ရှားတဲ့တယောက်ဆောင်တူဖြစ်ပါတယ်အဲဒီနောက်တယောက်ဆောင်ခိုင်နွေကိုအလို့အတန်းနဲ့ပရာဟိတလုပ်ငန်းတွေမှာထစ်ချင်းဝင်လောက်ကိုင်းနေတဲ့သူအဖြစ်လူသိများလာခဲ့ပြီးတော့မိဘမဲနဲ့ဆွေမြင့်ခံထားရတဲ့ကလေးငယ်လေးတွေကိုပြုစုစောင့်ရှောက်မှုအပါအဝင်ပရာဟိတလုပ်ငန်းတွေကိုလောက်ကိုင်းဖို့အတွက်2014ခုနှစ်မှာ ခိုင်နွေဖောင်ဒေးရှင်းကိုဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါတယ်။ပြည်သက်အချစ်တော်ပရိုက်တာအမင်းသမီးခိုင်နွေကတော့ပရိုက်တာလုပ်ငန်းလေးကိုကိုကျိုးဆွင့်ပြီးတော့ပြုလုပ်နေတာဖြစ်ပါတယ်။ခိုင်နွေကကလေးငယ်တွေရဲ့အနာဂတ်အတွက်လည်းအများကြီးကြိုးစားသလိုလိုအပ်တဲ့နေရာတွေမှာလည်းကူညီပေးနေတဲ့အပြင်ပရိုက်တာလေးတွေလည်းလှုပ်တက်တာမို့သူမကိုချစ်ခင်အားပေးရပြည်သက်တွေကပို့ပြီးတော့များပြားလာခဲ့တာဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ဆွမြင့်ခံထားရတဲ့ကလေးငယ်လေးတွေကိုလည်းတာသမီအရင်တပွဲမြစ်တာပြေးနဲ့ခေါ်ယူမွေးစားစောင့်ရှောက်နေခဲ့တာဖြစ်ပါတယ်။ခိုင်နွေကတော့သူမအားတဲ့အချိန်တွေကိုဂေယကကလေးတွေနဲ့ကုံဆုံးနေရှိပါတယ်။အလို့တန်းတွေလည်းရရောသလိုအကြော ောင်းမျိုးမျိုးကြောင့်ဆွမြင့်ခံထားရတဲ့ကလေးတွေလည်းမိခင်မြတ်တာအပြည့်နဲ့ခွေမွေးစားထားပြီးတော့ပြုစုစောက်ရှောက်ပေးနေတဲ့သူလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကတဘာဝဘေးအန္တရာယ်တိုင်းမှာစွန့်စွန့်တက်မှန်လှုပ်ဆောင်လာတဲ့တယောက်ဆောင်ခိုင်းနှုန်းကငလီနဲ့ပတ်သက်ပြီးပြည်မနာနဲ့နေပြည်တော်တို့ကစေယုံနဲ့ပျက်စီးသွားတဲ့အင်ဂျီတွေအတွေ့စုစုပေါင်းသိန်းပေါင်း2000ကျွဲကိုမျှဝေလှူဒန်းနေတယ်လို့လည်းသိရပါတယ်။ဘာပဲဖြစ်ဖြစ်ဒီကလူတွေမိသားစုဝင်တွေကအမကငွေကြေးတစ်ခုတည်းမျှော်ရမဟုတ်ပဲမြစ်တာတရားကိုမျှော်နေကြတာမို့အမမရောက်ရအောင်လာပြစ်ခဲ့တာပါ။မိသားစုတွေအကုန်ဆုံးရှုံးသွားတဲ့အတွေ့လည်းတကယ်စိတ်မကောင်းပါဘူး။အလူရှင်တွေကနေရအနှံ့သွားဖို့အတွက်လှူပေးက ြတယ်။အမအနေနဲ့ကလည်းကျန်တဲ့မိသားစုအကုန်လုံးလှူဒန်းရတဲ့နေရာမှာခွဲကြမ်းစိတ်ပြပြီးတော့နိုင်တဲ့လောက်လေးလှူပေးပြပါတယ်။အဓိကလူတွေစိတ်ဒဏ်ရာပေါ့နော်။မိသားစုတစ်ခုပြည့်စည်သွားတာမို့စိတ်ညစ်တာတွေအားငယ်တာတွေရှိတယ်။လူပဲလာလာသူတို့အတွက်ခွန်အားဖြစ်စေတာပေါ့။မတွေးနဲ့ဆိုတော့ဒီကိစ္စပဲခေါင်းထဲရောက်နေတာပါ။အမအပေးလှူလိုက်တဲ့ငွေကြေးတချို့နဲ့သူတို့လေးတွေပြန်လဲပြီးတော့ရက်ကြည့်ဖို့အတွက်ပါ။စားစရာနဲ့တခြားအပိုင်းတွေကိုကျန်တဲ့သူတွေကအင်တက်အားတိုင်းလှူနေကြတော့ငွေကြေးလှူရဲဆိုရင်သူတို့စိတ်တိုင်းကျသုံးလို့ရမယ်။အိမ်ပြင်းလို့လည်းရသလိုငှားနေလို့လည်းရအောင်ငွေကြေးလှူပေးပြတာပါဆိုပြီးတော့တယောက်ဆောင်ခိုင်နေဝေကပြောပြပါရစေ။ အဲ့ဒီလူတန်းမှုတွေမှာတော့ပြည်မနာမြို့နယ်မင်္ဂလာရက်ွက်ကအင်ဂျီ185အင်အတွက်ငွေကျပ်3400ဝန်းကျင်ကို9ရက်သားသမီးများအလို့အဖြစ်ဝေးမြအကူအညီဖြစ်ခဲ့တာပါ။ဒါပြင်ကလင်းဘေးသင်းနဲ့အမြင့်ချဝန်ထမ်းတွေနဲ့အောက်ခြေဝန်ထမ်းတွေအတွေ့လူဦးရေအလိုက်လိုအပ်ချက်နေရာတွေကိုငွေကျပ်3000ဝန်းကျင်ကို9ရက်သားသမီးတွေရဲ့ကုသိုလ်အဖြစ်ဝေးမြအကူအညီဖြစ်ခဲ့တယ်လို့လည်းသိရပါဗျ။ ခိုင်နှုတ်ဤကတော့အင်္ဂလင်ကြောင့်ရေးလိုက်မေးလိုက်စက်ကရီယာတွေပြည့်စည်သွားတဲ့နေပြည်တော်ကရင်တထောင်စီယံကြီးမှာလည်းတရားကုသနေတဲ့လူနာတွေနဲ့ငလင်ပေးတဲ့လူနာတွေအတွက်ကြောက်ကဲစည်းစဲအရေးပေါ်စည်းဝါးတွေနဲ့သုံးရအတွက်ကိုလည်းလူဒန်းခဲ့သေးတယ်လို့လည်းသိရပါပါတယ်ရှင်။